အခုတင်ဆက်ပေးမယ့်သတင်းကတော့အကျဉ်းသား19000ကျော်ကိုလူငယ်ချင်းသာဝယ်ပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံအတွင်းမှာရှိတဲ့ကျင်းထောင်တွေမှာလက်ခံနိုင်တဲ့ကျင်းသားဥယျာဉ်ထံအရေးအတော်တိတိတတ်တာပုံများတဲ့ကျင်းသားတွေကိုအကျဉ်းချထားတဲ့ရှင်တွေကိုရှာရှာဖို့အတွက်ဣရန်ဆိုရအကျဉ်းသား19000ကျော်ကိုလူငယ်ချက်တောင်ွယ်ပေးခဲ့လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇန်နဝါရီလကလေးကကနန်းဦးတည်ပြုခဲ့တဲ့လူငယ်ချမ်းသာခွင့်အမိန့်ထဲမှာသမတ်ပြည်တံတွေနဲ့ကာညီတဲ့ကျင်းသားတွေကိုလူငယ်ချမ်းသာဝင်ပေးခဲ့တဲ့အပြင်တည်တံရှောက်မှတ်ခံထားတဲ့ကျင်းသားတွေကိုလည်းတည်တံကနေပယ်ဖြတ်တဲ့မိန့်တွေပါဝင်ခဲ့ရပါလူငယ်ချမ်းသာဝင်ခန်းစားသူတွေထဲမှာ2014ခုနှစ်တုန်းကအီရတ်နိုင်ငံတွေကမြို့ကြီးတွေဖြစ်တဲ့မိုဇူတီဂရစ်နဲ့ဖော်လူဂျာမြို့တွေပါဝင်အီရတ်နိုင်ငံရဲ့အကျယ်အဝန်၃ဘုံ၂ဘုံလောက်ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ISIL အဖွဲ့ကအဖွဲ့ဝင်တွေလည်းပါဝင်ခဲ့လို့သိရပါဗျ။ အကြမ်းဖက်ဖွဲ့ဖြစ်တဲ့ ISIR အဖွဲ့ကအဖွဲ့ဝင်တွေကိုလူငယ်ရှင်းတာခွင့်ရပြီးတော့လွတ်မြောက်လာတာကိုအီရက်ပြည်သူတွေကစိုးရိမ်ထိန်လန့်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်ကြံဟောပေးပို့လာပါဗျ။